မင်္ဂလာပါရှင်လွတ်လပ်တော်မွန်တရဲအေဂျင်စီအင်မနာရဲ့ Sunday News အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်တပတ်တွင်ထူခြားတဲ့မြန်မာသတင်းတိုင်းဒါဒေတာကသတင်းတွေကိုဥစားပေးကောက်နှုတ်ထားပြီးကျမတို့အင်မနာ Sunday News အစီအစဉ်ကနေတင်ပြပေးနေတာဖြစ်ပါတယ်အခုတပတ်အစီအစဉ်အတွက်ကောက်နှုတ်ရွေးချယ်ထားတဲ့သတင်းတွေကတော့မော်ဂနီရွာကအမျိုးသားတို့ PDF နဲ့ဆက်ဆက်မှုကြောင့်ဖမ်းဆီးခံရတဲ့တဲ့မွနစ်ပြည်နယ်ဇမ်းမှာရှိတဲ့စာတင်ကြောင်းနဲ့စစ်ကောင်စီရဲ့လေကြောင်းအလီရဲ့ဆွေရိတ်နေရတဲ့အခြေအနေ ရမီနယ်အတွင်းကလက်နက်ကင်တွေအကြားနယ်မြေအငင်းပွားမှုဖြစ်ခဲ့တဲ့တည်းအခြားထူခြားတဲ့အာဆီယံတည်းနိုင်ငံတကာတည်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်။ဟုတ်ကဲ့ကျွန်မကတော့နှုန်သေးပါခုပထမဆုံးပြောပြပေးမယ့်တရားတော်မွန်ပြည်နယ်ရေမြွန်းနယ်မောကနင်ကျေးရွာကအသက်52အရွယ်ကိုဖို့တုပ်ဆိုတဲ့အမျိုးသားတဦးကိုကျွလ16ရက်နေ့ညနေပိုင်းကစစ်ကောက်စီတပ်ဖွဲ့ဝင်တွေကသူ့ရဲ့နေအိမ်ကနေဖမ်းသွားတယ်လို့သိရပါဗျာ။ ကိုဖို့တော်ဟာရေပြည်သူကောက်ွယ်ရေးတပ်ဖွဲ့ YPDM နဲ့ဆက်ဆက်တယ်ဆိုပြီးစစ်ကောင်စီကဖမ်းဆီးခဲ့တာပါသူကတော့ YPDM မှာတာဝန်ထမ်းဆောင်ခဲ့ဘူးသူဖြစ်ပေမဲ့နှုတ်ထွက်သွားတာတနည်းကျော်ပြီးဖြစ်ကြောင်း YPDF တပ်ရင်မှုပိုရနိုင်ကပြောပါတယ်လက်ရှိမှာတော့သူ့ကိုမောကနေကြေးရွာအခြေဆိုင်စစ်ကောင်စီအမှတ်106တပ်ရင်ထဲမှာပဲထိန်းသိမ်းထားပြီးဘသူနဲ့မှအဆက်အသွယ်မရသေးဘူးလို့လည်းသိရပါတယ် ဒီလိုဖန်ဆင်းမှုမျိုးဟာတာဝန်မဆုံးအချိန်တော့မဟုတ်ပါဘူးပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလကလည်းဦးစိုးစိုးသူနဲ့သူ့မိသားစုဝင်၃ဦးကိုတော်လရဲ့အဖွဲ့နဲ့ပတ်သက်တဲ့ဆိုတဲ့ဆစ်ဆွဲချက်နဲ့ခလာရ106တက်ရင်ကလာရောက်ဖန်ဆင်းခဲ့ပူပါတယ်စစ်အုပ်ချုပ်ရေးကြီးညာထားတဲ့ရေမြုပ်နယ်အတွင်းမှာစစ်ကောင်စီတပ်တွေဟာတော်လရဲ့အဖွဲ့စည်းတွေနဲ့ဆက်ဆက်တယ်လို့ဆွဆွဲပြီးအယက်သားပြည်သူတွေကိုမကြာခဏဖန်ဆင်းလိုက်ရှိပြီးအများစုကိုနှိရှေထောင်တိုင်းတွေချမှတ်လိုက်ရှိတယ်လို့သိရပါတယ်ရှင် နောက်ထပ်ပြောပြပေးမယ့်တရေကတော့မိုနက်ကရင်နယ်ဇက်တေတာမှာစစ်ကောင်စီနဲ့ဒေါ်လာရဲ့တပ်ဖွဲ့တွေအကြားတင်းမာမှုတွေရှိနေပြီးစစ်ကောင်စီရဲ့အလေးချောင်းကင်ထောင်မှုတွေတိုက်ခိုက်မှုတွေဒီနေ့ထိရှိနေတာကြောင့်အဲ့ဒီဒေတာကစာတင်ကြောင်းတွေဟာစစ်ကောင်စီရဲ့အလေးချောင်းအန္တရာယ်ကိုစိုးရိမ်နေရတယ်လို့ဒေတာခန်တွေကပြောပါတယ်။ ပြခဲ့တဲ့ဇူလာ9ရက်နေ့ကကော့ကရိတ်မြို့နယ်ပိုင်ရက်ကြီးရွာတဲ့ကိုနှစ်ဖက်တိုက်ပွဲဖြစ်ပေါ်မှုမရှိပဲလေကြောင်းကနေစစ်ကောင်စီဘုံစည်တိုက်ခိုက်ခဲ့တာကြောင့်တနိုင်းတပိုင်းစာတင်ကြောင်းကခလင်းငယ်3ဦးနဲ့ကျောင်းဆရာမတို့ဦးဘုံစာထိမှန်ပြီးတည်ဆုံခဲ့ရပါတယ် မိုရတီမှာမြပြင်းတိုက်ပွဲတွေနဲလာပေမဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကပုံများလာတယ်လို့မြပြင်းရောက်တော်လည်ရဲ့တပ်ဖွဲ့တွေကဆိုပါတယ်။ကော့ဘိန်၊တမဒါ၊တရနာ၊ကဲနီဒေတာတွေကအကြောင်းသားတွေဟာကျူတင်ခတ်မှန်လို့မရတဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေအန္တရာယ်ကြားကနေပြင်အသင်ကြားနေရပါတယ်။ ရမ ్య အီစီဂျိုရာရဲ့အစီရင်ခံစာအရပြီးခဲ့တဲ့မေလတွင်ကရင်မွန်တနင်္သာရီတို့မှာစစ်ကောင်စီရဲ့လေကြောင်းဒရုန်းလက်နက်ကြီးတိုက်ခိုက်မှုတွေဟာအကြိမ်80ထက်မနည်းလုံးဆောင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်စာတင်ဆောင်တွေမှာចောင်းသားတွေကိုလေကြောင်းအန်ဒီရဲ့ကြိုတင်ကောက်ွယ်နိုင်တဲ့ပညာရက်တွေပို့ချပေးဖို့လိုအပ်နေပြီလို့တရဏဒေတာခန့်တူဟာဆိုပါတယ်။ လူနေအဆောက်အအုံတွေပါတာရဲအဆောက်အအုံတွေနဲ့စာတင်ကြောင်းတွေကိုပြမှတ်ထားတိုက်ခိုက်နေတဲ့စစ်ကောင်စီရဲ့လုံရက်ကိုနိုင်ငံတကာအတိုင်းဝိုင်းတွေကမျက်ကွယ်ပြုထားတဲ့အပေါ်လူအခွင့်အရေးလှောက်ရှားနေသူတွေကတော့ဝေဖန်နေကြပါတယ်ရှင်။ နောက်ထပ်ပြောပြပေးမယ့်တရင်ကတော့ရှမ်းပြည်နယ်မှာအခြေဆိုင်တဲ့တိုင်းဒါလက်နက်ကိုင်ဒေါ်လာရဲ့အဖွဲ့တွေဖြစ်တဲ့တောင်အမျိုးသားလူမျိုးရေးတပ်မတော် DNA ရှမ်းပြည်တုတ်တက်ရေးပါတီ SSPP နဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA တို့အကြားနယ်မြေအငင်းပွားမှုတွေဖြစ်နေပါတယ်ပီကရဲဇူလာ16ရက်နေ့ကကြောက်မဲမြို့နယ်ဟွန်စွန်ကျေးရွာရှိ TNA အထိုင်ချစခန်းမှာ SSPP ကဝေရောက်သက်ဆွဲရာကနေပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီပြစ်ခတ်မှုတွင် TNA ရဲဘော်နှစ်ဦးသေဆုံးပြီးသုံးဦးဒဏ်ရာရရှိခဲ့ကစခန်းကိုလည်း SSPP ကဆက်လက်သက်ဆွဲထားတယ်လို့သိရပါဗျ။ TNA ပြောရေးဆိုခွဲရှိသူလွေးရဦးရဲ့ပြောကြားချက်အရသူတို့တပ်ဖွဲ့တွေတပ်အပြောင်းလဲလုပ်ချိန်မှာအချင်းချင်းအချိတ်ဆက်လွတ်သွားတာကို SSPP ကအခွင့်ကောင်းယူပြီးဝင်ရောက်တက်ဆွဲခဲ့တာဖြစ်ပါတယ်။ဒီစကံဟာမူလကရှမ်းပြည်ပြည်လယ်ယူထောင်ရေးကောင်စီ RCSS ရဲ့စခန်းဖြစ်ပြီး2023ခုနှစ်က TNA နဲ့ SSPP တို့ပူးပေါင်းတင်ပိုက်ခဲ့တဲ့နေရာဖြစ်တယ်လို့လည်းသိရပါတယ်။ SSPP ီဟာသူတို့နဲ့ RCSF ကိုတိုက်စင်ကပူပေါင်းတိုက်ပွဲဝင်ခဲ့တဲ့မဟာမိတ်တွေဖြစ်တာကြောင့်ဒီပြဿနာကိုဖြေရှင်းဖို့တက်ဆိုင်ရာကိုစာပေးပို့ထားတယ်လို့လေးယူဦးကပြောပါတယ်။အကြောင်းပြန်တာမျိုးမရှိသေးပေမဲ့လက်နက်နဲ့ပြန်လည်တုံ့ပြန်တာမျိုးမလုပ်ဖို့အောက်ခြေတပ်သားတွေကိုမှာကြားထားပြီးအဲ့ဒီစခန်းကိုပြန်လည်ရရှိဖို့စူးစမ်းသွားမယ်လို့လည်းသူကဆိုပါတယ်။တစ်ဖက်မှာလည်း SSPP တပ်ဖွဲ့တွေဒီပေါ်မျိုးနဲ့နမကြီးရွာကနေဆောက်ခွာဖို့ပြောဆိုပြီးနောက် MNDAA နဲ့ SSPP တို့အကြား ်တင်းမမှုတွေဖြစ်ပေါ်ခဲ့ပါတယ်ဒီတင်းမမှုတွေကြောင့်ကျွလာတရက်နေ့မှာနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး MNDAA ဘက်ကတပ်သားရှိဦးတင်ဆုံးခဲ့တယ်လို့ SSPP ကထုတ်ပြန်ထားပါတယ်ဒါပေမဲ့ MNDAA နဲ့ SSPP တို့ဟာကျွလာ18ရက်နေ့မှာအောင်မြင်စွာတွဲဆုံဆွေးနွေးပြီးစီခဲ့ကြောင်း MNDAA ကကျွလာ9ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ် နေမြင်အငင်းပေါ်မှုပြဿနာတွေကိုဝါပြည့်သွေးစီညို့ရေးတမတော် YouTube SA ဦးဆောင်တဲ့ပြည်တော်စုနိုင်ငံရေးဆွေးနွေးပွဲညှိနှိုင်းရေးကော်မတီ FBNCC ကကြားဝင်ဆက်ဆက်မှုတွေလှုပ်ဆောင်ပေးနေတယ်လို့သိရပါဗျ။လက်ရှိနေမြင်အငင်းပေါ်မှုဖြစ်နေတဲ့ကြောင်မဲဒီပေါ်အပါဝဲရှမ်းပြည်နယ်မြောက်ပိုင်းမှာနေမြေတွေဟာစစ်သက်အာဏာသိမ်းပြီးနောက်ပိုင်းတိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့တွေတည်ယူရရှိထားတဲ့နေမြေတွေပဲဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးအာဆီယံသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်။ထိုင်းဝန်ကြီးချုပ်ဗီဒိုနိုင်ရှိနဝတ်နဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟာဟွန်ဆန်တို့အလို့တဘောဖုံးပြောထားတဲ့အတန်ဖိုင်ပေါက်ကြားလာခဲ့တဲ့ကိစ္စကြောင့်ထိုင်းညွတ်ပေါင်းအစိုးရရဲ့အခြေအနေဟာပြိုကျလူနီပါဖြစ်လာပြီးထိုင်းဝန်ကြီးချုပ်ဗီဒိုနိုင်ရှိနဝတ်နောက်ထပ်ပေးဖို့ထိတောင်းဆိုမှုတွေရှိလာနေပါတယ်။ ပေါကြလာတဲ့ဖုံးအတန်ဖိုင်ထဲမှာဖေတုံထန်ကနယ်စပ်ပြဿနာနဲ့ပတ်သက်ရင်ထိုင်းအစိုးရရဲ့အမြင်နဲ့ဆက်ကျင်တဲ့အတန်တွေကိုနားမထောင်ဖို့ဟွန်ဆန်ကိုပြောခဲ့ခြင်းဖြစ်ပါတယ်။ပြီးတော့နယ်စပ်လုံခြုံရေးကိုတာဝန်ယူထားတဲ့ထိုင်းစစ်တပ်ဗိုလ်ချုပ်တူကိုညှိနှိုးတာဖြစ်ပြီးအဲ့ဒီဗိုလ်ချုပ်ဟာနိုင်ငံကောင်းစားရေးအတွက်သူ့ကိုယ်သူလူစိုက်များအောင်အာယုံဆိုင်ခေရအောင်လုပ်နေတာသာဖြစ်တယ်လို့ဖေတုံထန်ကပြောထားခဲ့ပါတယ်။ဒီကိစ္စဟာညွတ်ပေါင်းအစိုးရတဲ့ကစစ်တပ်ကိုထောက်ခံတဲ့ပါတီတွေအတွက်အကြီးကျယ်ဒေါသထွက်စေပြီးညွတ်ပေါင်းအစိုးရတွေကွဲပြားမှုတွေစတင်လာစေခဲ့ ပါတယ်ဒီပုံခေါ်ဆိုမှုဟာဇွန်လ15ရက်နေ့ကထိုင်းနဲ့ကမ္ဘောဒီးယားကြားနယ်စပ်အငင်းခုံတွင်နဲ့ပတ်သက်ပြီးဖေတွန်ထိုင်းကဟွန်ဆန်နဲ့အလို့တဘောဆွေးနွေးဖို့ဖြစ်ခဲ့တာပါဟွန်ဆန်ကပြည်လည်မြင်သာမှုရှိအောင်အတန်သွင်းထားခဲ့ပေမဲ့ သူကိုယ်တိုင်ဖြစ်ခဲ့တာမဟုတ်ပဲအစိုးရအရာရှိတွေလွှတ်တော်အမတ်တွေအပါအဝင်လူ80လောက်စီမျက်ဝေကြရာကနေပေါက်ကြသွားတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။အခြေအနေတွေရှုပ်ထွေးလာတဲ့နောက်ဇူလ18ရက်နေ့ညပိုင်းမှာဖေတုံထိုင်ဟာအရေးပေါ်သတင်းစာရှင်းလင်းပွဲတစ်ခုကျင်းပပြီးသူပြောခဲ့တဲ့စကားတွေဟာထိုင်းနဲ့ကမ္ဘောဒီးယားကြားကတင်မမှုတွေကိုရော့ချဖို့ရည်ရွယ်ထားတဲ့ချင်းခတ်မှုပုံစံတစ်ခုတည်းဖြစ်ပြီးစစ်တပ်ပေါ်သူကခါးတီးနေတာမျိုး သူနဲ့စစ်တပ်ကြားမှာပြဿနာတခုခုရှိနေတာမျိုးမဟုတ်ဘူးလို့ဖြေရှင်းခဲ့ပါတယ်။တဖက်မှာတော့ထိုင်းစစ်တပ်ဟာဖေတုံထိုင်းရဲ့ဖက်ခီရောအတော်စီကပါအာဏာသိမ်းခဲ့ဘူးတဲ့တမိုင်းကြောင်မျိုးရှိနေပါတယ်။ဖေတုံထိုင်းကဟွန်ဆန်နဲ့ပုတ်ကိုရေရထမှန်စကားပြောဆိုမှာမဟုတ်တော့ဘူးလို့လည်းအတည်ပြုခဲ့ပါတယ်။ဒီကိစ္စကြောင့်ရှင်နဝတ်မိသားစုနဲ့ဟွန်ဆန်တို့အကြားပုတ်ကိုရေခင်မမှုပါအဆုံးသက်သွားပြီလို့ယူဆရပါတယ်ရှင်။ ဆလဘီနိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်။အစ္စရဲနဲ့အီရန်ကြားအရေးပေါ်အသင်းမှနေတဲ့ပဋိပက္ခတွေအပေါ်အမေရိကန်အစိုးရကစစ်ရေးရပါဝင်မှုရှိမရှိကိုသမ္မတဒေါ်နယ်ထရမ်ကနှစ်ပတ်အတွင်းစဉ်းစားပြီးမှဆုံးဖြတ်ပေးမယ်လို့အင်ဖြူတော်ကထုတ်ပြန်ပြောကြားလိုက်ပါတယ်။ ထရမ်ပ်ဟာမဟာမိတ်အစ္စရေးကိုကူညီပြီးအီရန်ရဲ့နျူကလ িয়ার ဆိုင်ရာစစ်ရေးပစ်မှတ်တွေကိုဝင်ရောက်ပုံချက်ဖြစ်စီဖို့အမေရိကန်စစ်အင်အားကိုထောက်သုံးလာနိုင်ကြောင်းထင်ကြေးတွေပြန့်နှံ့နေပြီးထရမ်ပ်ကိုယ်တိုင်ကလည်းအဲ့ဒီကိစ္စကိုမငြင်းပါဘူးထရမ်ပ်ကိုယ်တိုင်လည်းအခုလိုအခြေအနေမှာမပါဝင်နိုင်ဘူးလို့လည်းမပြောနိုင်ကြောင်းပါဝင်မလားမပါဝင်ဘူးလားဆိုတာနောက်မှပဲသိရမယ်လို့လည်းထုတ်ပေါ်ပြောဆိုထားပါတယ်အစ္စရေးအစိုးရဟာအမေရိကန်အနေနဲ့အီရန်ကိုဝင်ရောက်တိုက်ခိုက်ပေးဖို့တောင်းဆိုနေပြီးအီရန်ဘက်ကလည်းအမေရိကန်ပါဝင်လာရင်အရှိလေပိုင်းဒေသတခုလုံး ပြင်းထန်တဲ့အကျိုးဆက်တွေကြုံရစေမယ်လို့လည်းတတိပေးထားပါဗျ။အီရန်နဲ့ဆွေးနွေးမှုတွေဖြစ်ပေါ်လာဖို့အခွင့်အရေးမျိုးရှိနိုင်တယ်လို့အထမမြောက်တာလည်းဖြစ်နိုင်ကြောင်းဒီတော့အမေရိကန်ဝင်ပါဖို့တင့်မတင့်ဆိုတာကိုနှစ်ပတ်လောက်အချိန်ယူပြီးမှဆုံးဖြတ်ဖို့ဆုတ်ယူထားကြောင်းထရမ့်ကိုစားလက်ရဗစ်ကအိမ်ဖြူတော်မှာသတင်းောက်တွေကိုပြောကြားခဲ့ပါဗျ။အိမ်ဖြူတော်ပြင်ကြားရေးအရာရှိကာရှီလိုင်းလီယာဗစ်ကတော့တမရထရမ့်ဟာအီရန်စီကဆစ်ဆက်ဆွေးနွေးဖို့လက်ခံလာအောင်အခွင့်အရေးပေးလို့စိတ်ရှိနေစေပဲလို့ပြောပါဗျ။ထရမ့်အနေနဲ့တသမန်ရေးနီလန်နဲ့အဖြစ်ရှာနိုင်ဖို့ကိုအဓိက လမ်းဖွဲ့ပေးထားပေမဲ့ဤထဲမှာနျူကလ িয়ার လက်နက်ပိုင်ဆိုင်တာမျိုးကိုတော့လုံးဝခွင့်ပြုမှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။ဤထဲမှာနျူကလ িয়ার ထိန်းချုပ်ရေးမူဝါဒနဲ့ပတ်သက်ပြီးအမေရိကန်နဲ့စစ်သမားမျိုးအတုပ်ဆွေးနွေးဖို့ပြင်ဆင်နေချိန်မှာအစ္စရေးရဲ့ကျူးကျော်တိုက်ခိုက်မှုတွေကိုကြုံခဲ့ရတာဖြစ်ပါတယ်။ထရမာဒီအခြေအနေတွေကိုတိတိကျကျနဲ့လူမှုကွန်ရက်တွေမှာလက်တွေ့နဲ့ဆက်ကျင်တဲ့ဆွဆွဲချက်တွေနဲ့အီဒန်ကိုဝေဖန်သွန်းထက်ခဲ့ကြောင်းလဲအီဒန်ရဒုတိယနိုင်ငံသားရေးဝန်ကြီးကဆွဆွဲခဲ့ပါတယ်ရှင်။ အခုတပတ်အစီအစဉ်အတွက်ဒီမာတင်ရန်နာပြစေ။လာမယ့်အပတ်စဉ်တနင်္ဂနွေကြာရင်ထပ်ပြီးဆုံကြရအောင်ပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။